အဲ့တော့မောင်လေးပြိုင်မယ်မယ်တိမှာမောင်ပါလေမောင်လေးကဒါအကိုအကိုပါမန်းတည်ရပါတော့တည်ရအဲမောင်လေးဝင်လာတဲ့အချိန်မှာသူအရင်တော့ surprise ဖြစ်သွားမယ်လို့ထင်ပါတော့မင်းနဲ့ကလည်းပြန်တွေ့ကြရည်ဆိုပြီးသူဝင်ဝင်ချင်းမှပြောတယ်မောင်လေးအစကားတခုတော့ပြောလိုက်တယ်အခုတစ်ခါကြတော့အခုဒီ24ရင်းနေဆိုတော့အကိုနဲ့တွေ့ဖို့ရှိရပါတော့အကြောက်စိတ်တော့မရှိတာမဲ့အကိုနဲ့အတူတူလက်ပုံတွေတွေ့ရမယ်စကားရပါ냐သွားပြန်မယ်ပါတော့မောင်လေးတိမှာမပြောဘူးသေးဘူးလားမောင်လေးတိချာမပြောဘူးသေးဘူးပြင်ပါလေစကားအဲ့လိုမျိုးဟိုထဲထဲဝင်ဝင်ပြောဘူးသေးတယ်တန်းတန်း တွေ့ရဆုံးကပရက်ရှိုးတွေမှာတွေ့ရဆုံးတော့ပဲဒါဒီခါကျတော့ရှင်မာလည်းပြိုင်ပွဲမှာတော့လည်းတွေ့ပြီးပြီအခုလိုမျိုးနောက်တစ်ဆင့်ပါသွားကြတော့အခုနဲ့ထပ်တွေ့ရမယ်ဆိုတော့ပို့ပြောရင်ခုံရရပေါ့နော်အခုဆိုတော့ကိုကမောင်လေးရဲ့ပုံလေး share ထားတယ်တွေ့ပြီဆိုပြီးတွေ့လိုက်တဲ့ညမှာမောင်လေးကမတီးဘူးတကယ်ချင်းလာကြဒီမှာနင်းရဲ့ပုံလေးကို share ထားတယ်ဆိုတော့ ဟိုဘယ်လိုဟိုဘယ်လိုလဲ surprise လေးတော့ဖြစ်သွားပါတော့ကျွေးပြီဆိုရင်ကျွေးပြီဆိုရင် share ထားတော့ဘာတွေ့ဘာတွေ့မလဲတော့မသိသေးတော့အဲ့တော့အဲမောင်လေးကမောင်လေးမောင်လေးတောင်းပန်ထားတဲ့အမေကဂျာလေးကနေပို့ပြီးတော့တောင်းပန်ပို့ပြီးတော့လူကြီးတောင်းပန်တာဆိုတော့လည်းထိရောက်တာပေါ့လေဟုတ်ဟုတ်ကိုနဲ့တွေ့ရတဲ့အတွက်လည်းရန်လဲဝမ်းသာတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ကိုင်းမှာကိုနဲ့ဆုံမှာဆိုတော့လေပို့ပြီးတော့ ူငန်းနေတဲ့သူငန်းနေတဲ့ပို့ပြောမောင်လေးတော့အရင်စိတ်လို့ရှာရင်ခုံးရတယ်ပြောမယ်ပေါ့နော်ဟုတ်အကောတော့မောင်လေးကြိုင်မယ်မှတိမှာမဟုတ်ပါလေမောင်လေးကလည်းအကိုအကိုပါမန်းတည်ရပေါ့နော်တည်ရမောင်လေးဝင်လာတဲ့အချိန်မှာသူအရင်တော့ surprise ဖြစ်သွားမယ်လို့ထင်ပါတော့မင်းနဲ့ငါနဲ့ပြန်တွေ့ကြရည်ဆိုပြီးသူဝင်ဝင်ချင်းမှပြောတယ်မောင်လေးအစကားတစ်ခုတော့ပြောလိုက်တယ်မောင်လေးကအစကတည်းကမောင်လေးမပြိုင်တော့ဘူးလို့ဆုံးပြတာဒါပေမဲ့လည်း ိုရန်ဝါစနာပါတဲ့ဒီအလုပ်ကိုလည်းမစွန့်လွတ်ခြင်းမူဒါပေါ့ဒီအကိုနဲ့ကလည်းဟိုပြန်လဲစုံရင်လဲစုံမှာပေါ့နော်ဒီလောကကြီးလေးဆိုမှလည်းအဲ့လိုမျိုးစဉ်းစားပြီးတော့တွေးခေါ်ပြီးတော့မှလည်းတွားပြီးတော့ပြန်လိုက်တာပေါ့နော်ဟောပြန်တဲ့ချိန်မှာခုလိုမျိုးတော့ twenty ठी ပါလာပေါ့နော်အဲရီမန်ချက်တွေကတော့မှလည်းရီမန်ချက်ကနောက်တစ်ဆင့်တက်သွားတယ်လို့တော့ပြောရမှာပေါ့နော်ကိုကအစကတည်းကဒီအကျဉ်းပြလောကကိုလည်းရန်ဝါစနာပါတယ်အရန်လဲလောဘကြီးတယ်လို့ပြောမှာပေါ့နော်ဒါဒီတော့ twenty ठी ပါလာတော့မှလည်းတည်းအရန်လဲကန့်ကောင်းပါတယ်ဟောအဲဟောလည်းကြောက်တယ်ကြောက်နေလားကြောက်တဲ့စိတ်တော်ဖြစ်တယ်ဟောလည်းဆိုတော့အခုကမြင်နေတာအခုမြင်နေတာအရန်တည်တဲ့ထဲမှာပါတယ် ခက်တီတီနေရပေါ့နော်အဲ့ဒါဆိုအခုအခုရဲ့မျက်လုံးကလည်းအရန်စွမ်းဆောင်မှုရှိရလို့ပြောမယ်။မောင်လေးသူ့ရဲ့မျက်လုံးကအမှန်တမ်းပြောလို့ရှိရင်မကြည့်ရဘူး။အခုကြည့်လို့ရှိရင်အရန်လို့ပြောတယ်လူတစ်ယောက်ကိုလေအဲ့ဒီမတင်ပြောမလဲ။ကြောင်ကြည့်နိုင်တယ်လို့ပြောမယ်တော့ဩဇာပါဝါရှိလို့ပြောနိုင်တယ်ပေါ့နော်ပြောရမယ်ပေါ့နော်မလဲအဲ့အကူနဲ့တွေ့တဲ့ချိန်ဆိုင်မလဲကြာဒါပေမဲ့ခုနောက်ပိုင်းကျတော့ပွဲအဲ့ပြန်ဝဲပြီးကြတယ်ကတော့တိတ်ပြောနေနေတော့ကြောက်တာမျိုးတော့မရှိပါဘူးညကရက်ကတော့ကြီးသွားတယ်အဲ့ဒါလည်းမဖြစ်တင်မနေဖြစ်သွားလို့ပြောမယ်ပေါ့နော်မလဲအဲ့ဒါကမောင်လေးကအမှန်တမ်းပြောလို့ရှိရင်မောင်လေးကဒါ ဒီရွှေကြိုလေးနဲ့ပတ်သက်ပြီးတော့ဖြစ်တာပါနော်ရွှေကြိုဆိုတာလေမောင်လေးကဒါကိုယ့်ရဲ့တကယ်အရေးချင်းအစ်စ်မန်နဲ့ပဲရာခဲ့ရလေအရှိနှစ်နှစ်လုံးကလည်းဒီချစ်နှစ်နှစ်လုံးကကြာတော့မောင်လေးကံမကောင်းဘူးပေါ့နော်ဒါလည်းပြိုင်နေဒါပေမဲ့ဟိုကိုယ့်ထက်တော်တဲ့လူကြီးရှိတော့ပါပါပဲဒါပေမဲ့နောက်ဆုံးနှစ်ကြာလည်းမောင်လေးနောက်တစ်နှစ်ကလည်းဖတ်ပြိုင်နေဖတ်ပြိုင်နေကြာမောင်လေးတကယ်ကိုယ့်ရဲ့အရေးချင်းအစ်စ်မန်တွေပဲချပြခဲ့ဒါပေမဲ့မထင်မထဲနှစ်ကတော့ဘယ်လိုဖြစ်သွားလဲဆိုတော့မောင်လေးကဟိုနည်းနည်းလေးပြောရမယ်ဆိုရင်မောင်လေးတကယ်ချင်းတယောက်ကိုနည်းနည်းလေးပြောရရင်ရင်ဖွင့်လိုက်တာပေါ့ရင်ဖွင့်တာဆိုတာပေါ့နည်းနည်းပြောပြပါပေါ့နော်သူကလည်းအကုန်နဲ့ရင်းနှီးတဲ့သူ အမှန်တမ်းပြောလို့ရှိရင်မောင်လေးကဟိုဒီမဟုတ်တာပြောရမလားအခုနဲ့ရင်းနှီးနေတယ်ဘာမှပြန်ပြောမစားသိရတော့ကြောင့်မောင်လေးကမဟုတ်တာလည်းမပြောတနေ့ပြောရင်ဖွင့်လိုက်ရင်အဲ့ဒါမှ तू ကနားလည်းမလို့လွဲပြီးတော့အခုပြောလိုက်တော့အဲ့လိုမျိုးလေး ပြဿနာလေးကနမလေးပါသွားတာပဲတောင်းမှန်ပြီးသွားတယ်မောင်လေးအနေကလေးကလည်းတောင်းမှန်လိုက်တယ်ဟုတ်ဟုတ်အဲ့တော့ကတော့အဲမောင်လေးကမောင်လေးမောင်လေးတောင်းမှန်ထားတဲ့အမေကဂျာလေးကနေပို့ပြီးတောင်းမှန်ပို့ပြီးတော့လူကြီးတောင်းမှန်တာဆိုတော့လည်းထိရောက်တာပေါ့လေဟုတ်ဟုတ်နမူနာကတော့အမအကြီးရပါဘာလို့ဆိုတော့ဒီဟာကဒီကိစ္စကြီးကတော်တော်လေးနည်းကြီးကြီးဖြစ်လိုက်တယ်ပေါ့နော်နောက်ပြီးကိုအမကလည်းဖြစ်သွားဆိုတော့ကိုကပြောအစကလေးကကိုတိတ်ရောနည်းလေးပြောပြောခံရတဲ့လူတန်းမှာပါဆိုတော့ဒီကိစ္စဖြစ်တော့ပို့ပြီးတော့ဖြစ်တော့ကိုကလည်းဟိုနည်းနည်းထွန်မာတော့ရသွားပါတော့လေ ဒီရှေ့လျှောက်ကတော့ဘယ်လိုလဲဆိုတော့ဒီအနုပညာလောကမှာမဟုတ်ပါဘူး။မလေးရှေ့ချတခြားလူတွေတွေ့မယ်ဆိုတော့မှစကားကိုအတုံးတုံးနေရာကစားဆင်ကျင်ရမယ်။အနေထိုင်သွားလာအကုန်လုံးကတော့မလေးဆင်ကျင်ရမယ်ဆိုပြီးတော့ဖတ်မလေးကတော့ရသွားပါတော့။အခုတစ်ခါကြတော့အခုဒီ24ရက်နေ့ဆိုတော့အကုန်နဲ့တွေ့ဖို့ရှိရပါတော့။အကြောက်စိတ်တော်မရှိတာမဲ့အကုန်နဲ့အတူတူဓာတ်ပုံတွေတွေ့ရမယ်။စကားရပါညာသွားပြန်မယ်ပေါ့နော်။ဒီမှာမပြောဘူးသေးဘူးလား။မောင်လေးတိကျမပြောဘူးသေးဘူးပြင်ပါလေ။စကားအဲ့လိုမျိုးဟိုဘယ်လိုမှထဲထဲဝင်ပြောဘူးသေးဘူး။ရန်တိုင်း တွေ့ရဆုံးက pressure တွေမှာတွေ့ရဆုံးတော့ပဲဒါဒီခါကျတော့ရှေ့မှာလည်းပြိုင်ပွဲမှာတော့လည်းတွေ့ပြီးပြီအခုလိုမျိုးနောက်တစ်ဆင့်ပါသွားတော့ကျတော့အကိုနဲ့ထပ်တွေ့ရမယ်ဆိုတော့ပို့ပြောရင်ခုံရရပေါ့နော်အခုဆိုတော့ကိုကမန္တလေးရဲ့ပုံလေး share ထားတယ်တွေ့ပြီဆိုပြီးတွေ့လိုက်တဲ့ချိန်မှာမန္တလေးကမတီးဘူးတကယ်ချင်းလာကြဒီမှာနင်းရဲ့ပုံလေးကို share ထားတယ်ဆိုတော့ဟိုပါဘယ်မှာဟုတ်ပါဘူးလေ surprise လीတော့ဖြစ်သွားပါတော့ကျွန်တော်တွေ့ပြီဆိုရင်ရှင်းတာတော့ဘာတွေ့ဘာတွေ့နေတော့မသိသေးတော့ဟမ် အဲလူ20ရက်မှာကို့ပုံလေးကိုကိုကရက်အကုန်နဲ့ကရက်ထားတာကို့ပုံလေးရှင်းရဆိုပို့ပြီးတော့လူပြန်နေစိတ်ဝင်စားရပေါ့နော်အဲဒါပို့ပြီးတော့ရင်ခုန်ပါတယ်တွေ့ပြီးတော့ဒီအနုပညာဒီအနုပညာမှမလုပ်ရရင်တခြားဘာလုပ်မှမလုပ်အောင်မြင်သည်ဖြစ်စေမောင်မြင်သည်ဖြစ်စေမောင်လေးဘက်ကတော့ဘယ်လိုပြောဆွမ်းဆွမ်းတမန်များစူးစမ်းပါကိုကနေရာလေးလည်းတက်လာတယ် ဒီကိုမာဒီအတိုင်းဝအမှန်တိုင်းပြောလို့ရှိရင်ဒီလူပညာလောကဆိုတော့ငွေငွေငွေရှိရင်ရှိဒါမှမဟုတ်လူပညာအတိုင်းဝရှိမှဒီအလောက်ကဆက်လို့လို့ရမှာနော်မောင်လေးတို့မျိုးလူပညာအတိုင်းဝလည်းမရှိဘူးဘက်ကောင်မရှိဟိုဘက်ကောင်လည်းမရှိဘူးဟိုငွေကြီးထောက်ပံ့ပေးနိုင်တဲ့လူကအများကြီးမရှိဘူးဆိုတော့မောင်လေးတို့ကပို့ပြီးတော့သူများတဲ့အစတရာလောက်ပို့ပြီးတော့စူးစမ်းရတယ်မာရဲအဲအကြောင်းတော့ပို့ပြီးတော့ မလေးတို့ကဘယ်လိုပြောမလဲတခုဘယ်လိုပြောမလဲအမားလေးကိုဒီဟာဒီလိုမျိုးစကားပြောလိုက်လို့ရှင်တချို့အတိုင်းဝိုင်းရှိလို့ကြတာတွေထိမ့်ပြောမှညာတင်ပါကိုကြတော့အဲ့လိုမျိုးလေးနည်းနည်းတင်ပြပေးမဲ့လူမျိုးရှိရဆိုကိုကနည်းနည်းလေးတော့အမားလေးတော့မိုင်းနည်းနည်းတော့ရှိတော့ရှိနိုင်မှာပေါ့အဲ့အလေးကိုလည်းပရိသတ်တွေကိုလည်းတောင်းဆိုချင်ပါတယ်တကယ်လို့မှားပါလို့ရှင်လည်းခွင့်လို့ပေးပါလို့ပြောချင်ပါတယ်ဟုတ်ဒီထားမိရတော်တော်များဒီထားမိပါလေးဟုတ်တယ်ဟိုတယ်လို့ဆိုရင်အမားတိလေးဆန်ဦးနဲ့သွားဆိုရင်အကုန်လုံးကအမားလေးကိုတချို့ကြတော့မှရဲ့ ဖုန်းထဲမှာဒါမုံညင်မုံတာတချို့ကြာမှာအပြင်ဘက်မှာဟောသူကအပြင်ဘက်မှာပူချောရဲအပြင်ဘက်မှာဟိုဓာတ်ပုံလေးရိုက်လို့ရမလားဆိုပြီးဟိုတော့လိမ့်ဆက်ဝင်နေမှာဆိုလဲဓာတ်ပုံလေးရကြသူကရွှေကြိုးတပါညာအဲ့လိုမျိုးစကားပြောတော့ကြပူပြောမှာရဲတော့ကပူပြောအားရှိရပါဘောအဲ့လိုမျိုးလေးစဟာဟုတ်ကဲ့ငငယ်တော့ကအဲ့လိုမျိုးမောင်လေးကြတော့အဲ့လိုမျိုးကိုဓာတ်ပုံလေးအတူအကုန်းနဲ့အတူတွဲရိုက်ခံ တွဲရကိုလည်းကိုအားကြတဲ့အနုပညာရှင်လိုချင်တယ်ဓာတ်ပွင့်ကြကိုလည်းအဲ့လိုမျိုးတွဲရခံတာခံနေတာပေါ့လေအဲ့လိုမျိုးဖြစ်လာဆိုတော့အရင်လဲဝမ်းတာပါတယ်ကိုကြိုးစားရလေနည်းနည်းလေးတော့အရာထင်နေလို့တော့ပြောလို့ရပါတယ်24ရက်တော့တခြားသူတက်ကိုကတော့တခြားပြိုင်ပွဲဝင်နေတဲ့ကိုကတော့အများကြီးမောင်လေးကတော့အများကြီးရင်ခုန်စိတ်လှုပ်ရှားရတယ်လို့ပြောလို့ရမှာမဟုတ်တော့လို့ဆိုတော့အကုန်နဲ့လဲတွေ့ရမှာတကြောင်ဒီပြန်ပွဲမှာနောက်ထပ်ဘလို့တွေလာမလဲဘလို့ဘလို့ဖော်ပြဖြော်ပြမှုတွေလာမလဲဆိုပို့ပြီးတော့လဲသိကျင်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့စိတ်လှုပ်ရှားပါတယ်တကယ်လို့ထွက်လာလို့ရှင်လဲဒီ ရှုလိုက်ကားလေးပြလို့ရှိရင်လည်းပြည့်တည့်ကြီးအားပြပါအောင်လို့တောင်းဆိုချင်ပါတယ်ခင်ဗျာ